ပဲတငယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကတော့ကျွန်တော်ပြန်လဲမျှဝေပေးသွားမှာတော့ဒီမှာเนาะကျွန်တော်ရဲ့ Purple Car မှာဆိုလို့ရှိရင်ကျွန်တော်စီမာလာမေးထားတဲ့ကိုတရားတွေပေါ့เนาะကိုကတော့ကွန်ပျူတာကနေပြီးတော့ကျွန်တော်ဒီပေါ့เนาะ Purple တို့ Tattoo တို့ YouTube တို့ကိုတခါတည်းတည်းရဲနေပြီးတော့ကိုကွန်ပျူတာထဲမှာရှိတဲ့ဗီဒီယိုလေးတွေကိုတည်းရဲတခါတည်းလမ်းလောနေပေါ့เนาะအဲ့ဒီနေလေးကိုမေးထားတဲ့ကိုတရားတွေကျွန်တော်ဒီနေ့လုံးနေလေးကိုပြန်လဲမျှဝေပေးပါမယ် ပထမအဦးဆုံးကတော့ကျွန်တော်ဒီဆိုဖွဲ့ပေါ့နော်အဓိကတော့ဒီဆိုဖွဲ့လိုပါတယ်ဒီဆိုဖွဲ့ဆိုလို့ရှိရင်ရတယ်ပေါ့နော်ဒီဆိုဖွဲ့တောင်းပြီးသွားပြီဆိုလို့ရှိရင်ပထမအဦးဆုံးကိုကတရားပြပြသခြင်းပြပေါ့နော်ကိုရဲ့သခြင်းတစ်ပုဒ်ကိုဒီလိုမျိုးလို့မှာနော်ဟုတ်ပါကာကိုကိုလင်းမှာပဲသခြင်းပြပြဟုတ်တယ်ကိုလင်းမှာပဲသခြင်းပြပြကျွန်တော်ဒီလိုမျိုးတစ်ပုဒ်လေးဖွင့်ထားပြီးလို့ရှိရင်ကျွန်တော်ဒီအထက်ကိုဝင်မယ်နော် ကျွန်တော်ကဒီမှာဝင်ထားပြီးပြီโอเคအဲ့လိုမျိုးမျက်နှာပြန်လဲပို့လာပြီဆိုလို့ချင်းဒီထဲမှာအများကြီးပုံနေဆိုတော့ဒီထဲမှာဒီထဲမှာအကုန်လုံးပိုက်လဲလို့ချင်းကျွန်တော်ဒီမှာเนาะဒီထဲမှာဒါတွေအကုန်လုံးဒီလိုမျိုးစားဖွန့်လို့ချင်းဒီလိုမျိုး fiction လေးဖြစ်နေအောင်ပဲပထမအုပ်ဆုံးကျွန်တော်ဒီမှာ debt ပုံဒီမှာเนาะအောက်ကနေကျွန်တော်ပြောပြပေးမယ်เนาะပေါ့เนาะဒီမှာเนาะဒီ debt ပုံဆိုတာကကျွန်တော်ဒီမှာအပေါင်းလေးကိုနှဲ့နှဲ့ပြီးတော့ဒီမှာဒီထဲမှာရှိတယ်เนาะ debt ပုံဆိုတာဒီမှာဒီမှာเนาะ ဟိုတက်ပုံလိုင်းနေရာလေးကိုထည့်လိုက်ပြီးဆိုတော့ကိုယ့်ရဲ့တက်ပုံဒီနားမှာဖြစ်နေမယ်ဟုတ်နော်ဒါတခုရအောင်နော်ဒါဆိုလို့ရှိရင်ဒီတက်ပုံကိုပိတ်ကြည့်လိုက်ဆိုတော့ဒီမှာမရှိဘူးနော်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီတက်ပုံကဘယ်နေရာမှာထည့်တာလဲဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုပြောမလဲဗီဒီယိုမလာခိုင်လေးကျွန်တော်ကဒီမျက်နှာပြန်လေးကိုတွေ့နေတာကာပါပုံလေးပေါ့နော်ဒီကာပါပုံလေးတွေ့နေရမှာဖြစ်တယ်ဟုတ်နော်နောက်တစ်ခုကကျွန်တော်ကဒီမှာ test ကျွန်တော်ကစာရေးမယ်ဥပမာစာရေးမယ်ဆိုတော့ကျွန်တော် test စကားဒီမှာရှိတယ်နော်ဒီမှာနော်ကျွန်တော်နော်อืมကျွန်တော်ကဒီမှာထည့်ထားဖြစ်တဲ့အတွက်ဒီမှာ နေ့စဉ်ကိုပွန်လိုက်ပွန်လိုက်ပြီဆိုတော့ကျွန်တော်ဒီမှာကိုရနာမည်လေးကိုရေးမှာပေါ့နော်ကြိုက်တဲ့နေရာမှာထားလို့ရတယ်နော်ဥပမာဗီဒီယိုလမ်းလမ်းဒါပြပြတရားနာနေတာပြပြကိုရနာမည်လေးကိုဒီလိုမျိုးကြိုက်တဲ့နေရာလေးမှာဒီလိုမျိုးထားလို့ရတယ်နော်ဒါကတော့ဂျိုထွန်ဘလော့ဆိုပြီးကျွန်တော်ကရေးထားတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်နှစ်ခုရသွားပြီနော်ဂျက်ပုံနဲ့စာနဲ့နှစ်ခုရအောင်ဒီမှာအပေါင်းလေးကိုနှိပ်ပြီးတော့ထည့်သွားမယ်နော်ပြလို့ရှင်ဒါ desktop desktop ဆိုလို့ရှင်ကျွန်တော်ကဒီပုံဒီမှာ desktop desktop computer ဆိုတာကကျွန်တော်ကိုရဲ့ computer မျက်နှာပြင်မှာဖွင့်ထားတဲ့ဗီဒီယိုကိုတရေလန်းလွှမ်းမှာဖြည့်တဲ့အတွက်ကျွန်တော်ဒီကောင်လေးကိုတရားပဲဒီမှာအပေါင်းလေးကိုနဲ့ဒီမှာ desktop ဝင်ဘူးဒါဆိုတာလေးကိုကျွန်တော်ဒီမှာနှိပ်လိုက်ရုံပဲပေါ့နော်အဲ့မှာနှိပ်လိုက်ရုံပဲပြန်ဝင်လေဒီမှာနော်အာ desktop computer ဆိုတော့နှိပ်လိုက်ပြီဆိုတော့ကျွန်တော်ဒီနေရာလေးကိုဝင်သွားပြီเนาะဒါ solution ဒီလိုမျိုးဖြစ်နေမှာเนาะဒီမှာတကွန်းနှစ်ကွန်းသုံးကွန်းလေးကွန်းဒီမှာတိတိလေးထိသွားလိုက်တာเนาะဒီမှာကြည့်ရအောင်အဲ့လိုမျိုးဖြစ်နေမှာเนาะဒါ solution ကျွန်တော်က desktop computer ဆိုတဲ့မျက်စိလေးကိုဖွင့်ရမယ်เนาะ ပိုက်ထားလို့ရှိရင်ကိုယ့်ရဲ့ဓာတ်ပုံကြီးပဲဖြစ်နေလိမ့်မယ်အတန်မလာဘူးဖြစ်နေလိမ့်မယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီမှာ desktop တွေကဟာကိုကွန်မဖြစ်တဲ့အတွက်ကျွန်တော်ဒီလိုမျိုးထားလိုက်မယ်ဒါကတော့ဒီဒီမှာကတော့ video camera ဆိုတော့ကိုယ့်ရဲ့ဒီမှာเนาะကိုယ့်ရဲ့ဓာတ်ပုံလေးကို video လေးကိုထည့်မယ်ဆိုလို့ရှိရင်အဲ့ဒီ download လေးမှာဒီလိုမျိုးထည့်ထားလို့ရတော့ဒီမှာเนาะကိုယ်ကြိုက်တဲ့နေရာမှာထားလို့ရတယ်ကျွန်တော်ကမထည့်တော့ဘူးတဲ့ဒီကောင်လေးကိုပိုက်ထားလိုက်မယ်ဟုတ်เนาะအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုဆောင်းဆိုတော့ဒီမှာအတန်လေးကိုပွင့်ထားလိုက်တယ်ဆိုတော့ကျွန်တော်အတန်တဲ့ တရားနာလို့ရှိရင်အပိုင်ကြားရအောင်ပြောပေါ်တော့ဒီမှာ message လို့ပေါ်တာနဲ့ဒီ၃လေးခုကိုเนาะကျွန်တော်ဒီမှာအပေါင်းလေးကိုနေပြီးထိပစ်လိုက်လုံပဲဟုတ်ပြီเนาะအဲ့ဒါဆိုလို့ရှိရင်ဒီမှာ၃လေးခုကိုထိပစ်လိုက်ပြီးဒီလိုမျက်နှာပြန်ဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုနောက်ဆက်ဆုပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်က Facebook ကိုသွားမယ်ပြီးလို့ရှိရင်ကိုတည်းကတခါတည်း Dellan လောက်မှာဖြစ်တဲ့အတွက် live video ကိုနှိုက်မယ်နောက်လို့ရှိရင်ကျွန်တော်ကဒီမှာ go live ကိုနှိပ်မယ်နော် go live ကိုနှိပ်ပြီးတော့ကျွန်တော် kick သွားယူရမှာပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင် kick သွားယူမယ်ဆိုလို့ရှိရင် နာလေးနော်လိုင်းအကြနဲ့နော်ခနာလေးอืมเออไอ้มาเนาะจนเราก็ดีมากี้ซั่วมั้ยตู้ป่งเลเนี่ยจนเราก็ดีมาออกมาซั่นละมั้ยเนาะดีมาเนาะสรุปกี้สรุปกี้สรุปกูปีอยู่ไล่มั้ยเนาะจนเราอ่ะกี้เลโกกูปีอยู่ไล่มั้ยพี่รู้ชินดีกองเลโกออกเทชเปลี่ยนซ่ามั้ยพี่รู้ชินคุณหน้าเนี่ยเปลี่ยนกว่ามั้ยดีแม่นเปลี่ยนยောက်ไล่มั้ยเนาะพี่รู้ชินดีเป้เป้หน้ามาดีเป้เป้หน้ามาดีมาเนาะจนเราก็ดีมาสตินสรุปอ่ะพี่เนาะไอ้สตินที่กองมาไล่ စတင်လင်းအောင်လဲဆိုတော့ဒီနေရာလေးတော့မှာဒီလိုမျိုးရောက်ချင်ရောက်နေမှာပေါ့နော်အတိတ်ဝင်လာပြီဆိုတော့ကျွန်တော်ကဒဲလန်လောက်မှာဖြစ်တဲ့အတွက်ဒီမှာဒီမှာဒီနေရာလေးကိုနေလဲနော်အာပြီးလို့ရှိရင်ကျွန်တော်ဒီမှာမရှိဘူးဆိုလို့ရှိရင်ဒီကောင်လေးကိုဖျက်လိုက်ရှိတယ်ဆိုလို့ရှိရင်ဖျက်လိုက်နော်ဘာမှမရှိဘူးဆိုလို့ရှိရင်ဒီလိုမျိုးပုံနေမှာအဲ့မှာအပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဖက်ပေါ့လာဒီမှာနော် YouTube တော့ PayPal တော့ Telegram တော့ဟာတော့ရှိတယ်နော်အဲ့တော့ကျွန်တော် PayPal ကိုလန်းလာပြတဲ့အခုနောက်က copy ရတဲ့ key လေးကို regularly ကိုနှိပ်ပြီးတော့ကျွန်တော်က မှာပိုင်းရှာလိုက်မယ်ခုနကီးကိုယူလာတာနော်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ apply okay ဟုတ်နော်ဒါဆိုကီးဝင်တော့ပါမယ်နော်ကီးဝင်သွားပြီဆိုတော့ setting ထဲမှာကျွန်တော်ကခုနကယူလာတဲ့ကီးလေးကိုထည့်ပြီးတော့ apply okay နှိပ်လိုက်ပြီဟုတ်နော်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ကဒီမှာအပေါ်ဆုံးမှာဒီမှာနော် setting ရဲ့ဒီကြောင်း၂ကြောင်း၃ကြောင်း၄ကြောင်းမြောက်ကိုနှိပ်လိုက်မှာတစ်ချက်လောက်ဟုတ်နော်နှိပ်လိုက်ပြီဆိုတာနဲ့အောက်မှာပေါ်လာမယ်ဒီမှာအစင်းရောင်လေးပေါ်လာမယ်နော်ဒါအစင်းရောင်လေးဆိုလို့ရှိရင်ကျွန်တော်ကဒဲရဲ့ လန်လောက်လောက်အဆန်အဖြည့်ပြီးဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအစိမ်းအောင်လဲပို့တော့နော်ဒါဆိုရင်ဒီကောင်လေးကိုတစ်ချက်အောက်ချမယ်ဖက်ဘော့ကိုပြန်သွားမယ်နော်အာဖက်ဘော့ပြန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကီးရဒီကယူလိုက်ဖြစ်တဲ့အတွက်ဒီဘက်မှာတောင်းခုတ်ကြည့်တယ်ဒီမှာဒီဘက်ပေးမှာနော်ဘေးဘက်တောင်းလေးကိုကြည့်လိုက်ပါတစ်ချက်နှိမ့်လိုက်ပြီဆိုတော့ဒီမှာတစ်ခုရေးခိုင်းတယ်သူကဥပမာနော်ဒီမှာတစ်ခုရေးခိုင်းတယ်ဒီမှာအပေါ်နဲ့အောက်ကိုရေးပြီးမှဥပမာမှ cho oh, no? nó ta sáng rồi chuyện thì giao đồng mình là này này cái này vào mình là nhá này khen lên vào nó ai làm như nó cua cái video của mình một cái gì vào nó mà cho nó gì lại mà sáng nó mà cũng nói cho nó nó thở chi vào ô nó ကျွန်တော်တရှင်းပြရတော့နားထောင်ကြည့်ပါရဲ့လဲပြီးလို့ရှိရင်ဒီမှာအောင်အပေါ်မှာတခုအောင်မှာတခုရေးရမယ်နော်တခုလေးရေးလို့မရဘူးဒီမှာပြီးလို့ရှိရင်ကျွန်တော်ကနားထောင်ကြည့်ပါပြီးလို့ရှိရင်အရင်ကောင်းကျွန်တော်ကတရှင်းရတာပြလို့ဘောနော်ဒါကတော့တရှင်းပြလို့နော်ညီလေးမှာအိုတော့မှာကိုကြိုက်တဲ့ဟာရေးဖို့အရင်ကောင်းဟုတ်ဟုတ်နော်ကျွန်တော်ကရေးလိုက်ပြီမှာအရင်ကောင်းဒါကတော့ကျွန်တော်စာမှန်ဦးနော်ဘာဖြစ်လို့စစ်ကိုနိုင်လိုက်စစ်ကိုနိုင်လိုက်ပြီဆိုတာနဲ့ goal light ကိုပြန်နိုင်လိုက်ပြီဆိုတာနဲ့ကျွန်တော်ကဒီမှာ ပြောပါဘေးဘက်တော့မှာနော်ဒီဘက်တော့မဟုတ်ဘူးနော်ဒီမှာနားထောင်ကြည့်ပါအရင်ကောင်းဆိုတဲ့စာခုနှစ်ခုရေးလိုက်မှာ goal line ဆိုတာပုံမှာနော်အဲ့ဒါဆိုရင်ကျွန်တော် goal line ကိုနှိုင်လိုက်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာစနေဒီမှာစနေပြီနော်လဲကတန်နေပြီနော်လဲတန်နေပြီဆိုတာနဲ့ကျွန်တော်ကဒီကောင်လေးကိုအောက်ရှာလိုက်ပထမတချင်းဖွင့်ထားတဲ့တချင်းလေးကိုကျွန်တော်ဖွင့်လိုက်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်အကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာနော် store ဆိုတာလေးကိုကျွန်တော်ရက်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီဖက်ပုံးမှာရောတက်တော့မှာရောအကုန်လုံးလဲပြီးသွားပြီပေါ့နော် ကျွန်တော်ကတော့ခုနကတော့ဖက်ပေါ်မှာတော့ကကျွန်တော်ကရက်လိုက်ပြီအခုဒီမှာကအကောင်လုံးလင်းလောပြီးသွားပြီအဲ့ဒီသချင်းတစ်ပုတ်လုံးလုံးပြီးသွားပြီတရားတစ်ပုတ်လုံးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဟောတော့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ store ဆိုတာလေးကို check နိုင်လိုက်တော့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီထက်မှလည်းလောလောလောပြီးသွားပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဖက်ပေါ်မှာလည်းဆိုကျွန်တော်တရားတစ်ပုတ်ဆိုလို့ရှိရင်လည်းပြီးသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ store ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုလို့ထက်ပြီးတော့အဲ့လိုမျိုးကိုလုံးချန်တဲ့ကို ။တရားနောက်ထပ်တပုတ်ပြပြနှစ်ပုတ်ပြပြအဲ့လိုမျိုးပေါ့နော်။နောက်ထပ်အဲ့လိုမျိုးပြန်ပြီးတော့ဒီတပုတ်ပြီးသွားပြီရှင်နောက်တပုတ်ပေါ့အဲ့လိုမျိုးပေါ့နော်။လဲလှန်လို့ရပါတယ်။ကဲနားမလဲဒါရှင်းလဲမေးလို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတော့မှပြန်တွေ့ကြမယ်เนาะဒီဗီဒီယိုပိုင်းလေးကိုအစားဆုံးကြည့်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။